ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီနေ့ဒီဟင်းကိုဘယ်လိုစားမလဲကြည့်ကြတာပေါ့နောက်တစ်ခါချက်ပေးပါအောင်လို့မပြောနိုင်အောင်ဟင်းထဲကိုငြုပ်သီးတဲ့အကုန်ထည့်ပြစ်မယ်နင်ဒီဟာဟင်းအိုးလေးကိုငြုပ်သီးတစ်ဘူးလုံးလောင်းချပြစ်လိုက်ပါတယ် နောက်တစ်ခါငါ့ကိုတီးဟင်းမချက်ခိုင်းရင်အောင်ငါယောက်ျားဖက်ကမျိုးတွေရောအိမ်နီးချင်းတွေပါသင်ကန်းစာပေးပြရမယ်။နင်းနီဟာဘာလို့များဟင်းအိုးတွေကိုငရုတ်သီးတပူလုံးထည့်ရတယ်လဲဆိုတာသိအောင်ဇလန်းစာကိုပြန်သွားကြည့်ကြရအောင်။သမီးနင်းနီဒီနေ့ချက်တဲ့ဟင်းဟာရန်စားကောင်းတာပဲ။အဘကိုတပကန်လောက်ထပ်ပေးပါဦး။အဘရဲ့တီးဟင်းပွဲဟာဟင်းခက်အသက်နဲ့တောင်းပြီးချက်ထားတာ။စားပင်ရတာဘလို့လဲပြောပါအောင်နော်။နင်းနီသမီးကဒီမှာဈေးရောက်များလား။သမီးအလှမပြင်သေးဘူးလား။ မိမများမိများလားဒီနေ့သမီးနဲ့လက်ထပ်မဲ့မိသားစုလာမဲနေလေအမေဒါဆိုလဲဆိုင်ရပစ္စည်းတွေကိုကြည့်ထားပေးပါအောင်နော်သမီးရဲ့သမီးတပဝါလုံးဒီဆိုင်မှာပဲကုံဆုံးမလို့လားလက်ထပ်ဖို့အတွက်သွားလိုက်ဆိုင်ကိုဥပိုင်းညီမကိုကြည့်ခိုင်းလိုက်မယ်နင်းနီဟာအင်ကုန်မြ мян ပြန်ပြီးအလှပြင်ကသူ့နဲ့လက်ထပ်မဲ့သူအလှကိုစောင့်ဆိုင်နေပါတယ်ခဏအကြာမှာပဲလက်ထပ်မဲ့မိသားစုရောက်လာပြီးနင်းနီကိုမြ мян ချင်းသဘောကျသွားခဲ့ပါတယ် ကျန်နေငယ်ကြမှာပဲမောင်မောင်နဲ့နီနီကိုတရားကြောင်တစ်ခုမှလက်ထပ်ပေးလိုက်ကြပါတယ်ဒီနေ့ကတော့နီနီအတွက်ရောက်ကမအီမှာပထမဆုံးဟင်းချက်ရမယ်နေပါပဲပထမဆုံးအနေနဲ့ချက်ရမယ်ဆိုတော့ဘယ်ဟာဘလို့ချက်ပေးရမလဲမသိဘူးအကုန်လုံးကမင်္ဂလာပွဲတွေကစီပါတဲ့ဟင်းနဲ့ကြီးစားနေကြတာဆိုတော့ဘလို့မတူတဲ့ဟင်းချက်ပေးရမလဲမသိဘူးအော်ဟုတ်သားပဲစိတ်သားဟင်းချက်ပေးရမယ်အဲ့ဒါဆိုအကုန်လုံးကြိုက်လောက်တယ်ငါချက်တဲ့စိတ်သားဟင်းကတကူးတကလာစားကြတဲ့အထိဒီနေ့မှနာမည်ကြီးပဲလေ နီနီဟာမြင်းမြန်ဆန်းဆန်းပဲဟင်းချက်ပြီးတဲ့နောက်မှာတော့စားဖို့အဆင်သင့်ဖြစ်သွားပြီးအကုန်လုံးစားဖို့အတွက်နီလေးစာပြင်လိုက်ပါတယ်။ဒါပါရီလိုက်ရှားမှပထမဆုံးချက်တဲ့ဟင်းဟာစိတ်သားဟင်းကြီးလား။ညီမတို့ထင်တာပလာတာနဲ့ပဲဟင်းချက်ပေးမဲ့ထင်နေရလေ။ညီမနီလေးပဲထမင်းမစားတတ်ဘူး။အဖေနဲ့အမေကတပတ်မှ၃ရက်လောက်ပဲနီလေးစာထမင်းကြွေတာ။အခုလေထမင်းစားရအောင်မှလားကွာ။တိတ်ကြတော့ငါချွေးမပထမဆုံးချက်တဲ့စိတ်သားဟင်းလည်းမစိုးပါဘူးကွယ်။ပစက်ပိတ်ပြီးထမင်းစားကြတော့ချွေးမလေး သူတို့ပြောတာကိူးဆိုင်မနေနဲ့နေရောက်ကတိနဲ့ငါစိတ်သားဟင်းကြိုက်တယ်။သူတို့အလုံးကနိနိရဲ့ဟင်းကိုတလှုပ်စားကြည့်တဲ့နောက်မှာပဲအရင်ကိုကြိုက်သွားပါတော့တယ်။အစာကြီးများတွေမောင်မောင်နဲ့တီတီကလည်းနိနိလက်ရာကိုရမ်းကြိုက်နေကြပါတယ်။မကြီးဟင်းထဲမှာဘာရီများထည့်ချက်ထားတာလဲ။ကျွန်တော်တို့မကြီးချက်တဲ့စိတ်သားကိုရမ်းကြိုက်နေပြီ။စိတ်သားဟင်းကရမ်းကောင်းတာပဲ။စိတ်သားဟင်းကဥရုအကြိုက်ဖြစ်ပေမဲ့တမိချက်တဲ့လက်ရာကတော့ဇာဘူးသမ ्या တွေအကောင်းဆုံးပဲ။ အိမ်သားတွေကြိုက်တာကိုမြင်တော့နီနီကလည်းရမ်းကိုပြုံနေပါတယ်။ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့အမေညစာအတွက်ဘာချက်ပေးရမလဲ။သမီးနေ့လျာချက်တဲ့ဟင်းကိုအကုန်လုံးကကြိုက်နေကြတာ။စားပြီးရင်စားချင်ဖြစ်နေပြီ။အဲ့ဒါပဲချက်ပေးနော်။ဒုံမြရဲ့စကားကိုကြားပြီးတဲ့အခါမှာတော့နီနီဟာစိတ်တိုင်းဟင်းကိုပဲနောက်တစ်ကြိမ်ထပ်ပြီးချက်နေပါတယ်။ဦးမြတို့မိသားစုကလည်းတလုံးမမကျင်အောင်စားပြေကြပါတယ်။မနက်စာကိုလည်းစိတ်တိုင်းဟင်းချက်ခိုင်းတဲ့အခါမှာတော့အမေ ညလည်းတီဟင်းမစားတာလေမနဲ့ထက်ချက်တော့စားကြပါအောင်မလားဘာမှမပူနဲ့အဲ့ဒီဟင်းမချက်လိုက်တချားဟာတွေချက်တော့သမီးပိုပင်မန်းတာပေါ့စိတ်သားဟင်းမထက်ချက်လိုက်တော့နော်ပထမဆုံးရက်တွေမှာညီနီကိုစိတ်သားဟင်းချက်ခိုင်းရမှာဘာပြက်တနာမှမရှိပေမဲ့ရက်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ညီနီဟာညင်းငွေလာခဲ့ပါတယ်နင်းနေညညစိတ်သားဟင်းမချက်နေတာအိမ်ကလူတွေစားလို့အဆင်ပြေလားမသိသမီးရောညင်းငွေနေပြီဘာမှမပူနဲ့သမီး ဒါဆိုအာလူဟင်းထည့်ချက်လိုက်စိတ်သားဟင်းနဲ့အာလူဟင်းတွဲစားတာပေါ့အာလူဟင်းထည့်ချက်စားတော့လေတီဟင်းကဒါကြီးပဲလေအာလူသာထည့်ချက်လိုက်အဲ့လိုပဲစားမယ်နင်းနီဟာလေအာလူကိုစိတ်သားထည့်ချက်ပြီးနေ့တိုင်းစိတ်သားဟင်းချက်နေရပါတယ်စိတ်သားဟင်းနဲ့ကိုအရွက်ဆုံးအသီးဆုံးထည့်ချက်ပြီးပြီးနောက်ထပ်ဘလို့ချက်ပေးရတော့မလဲတို့မြဟာစိတ်သားကိုတနေ့နဲ့ချင်းချက်ခိုင်းနေတဲ့အတွက်စိတ်သားတွေကိုညှဉ်းညူနေမိလို့ထင်နေပေမဲ့အိမ်သားတွေကလည်းစားမြင်စားနေသေးပါပဲ။ ။ဒီနေ့မှတော့အင်းနီနာချင်းတယောက်ကအင်ကိုရောက်လာခဲ့ပါတယ်။အမေကမုံဝယ်လာလို့အန်တီတို့စီသွားပေးပါအောင်ဆိုလို့လာပေးတာပါ။အတော်ပဲထမင်းဝင်စားပါအောင်လား။မိမိဟာနီနီချက်တဲ့စိတ်တိုင်းကိုစားပြီးတဲ့နောက်မှာတော့နီနီရဲ့လက်ရာအရန်ကောင်းတာပဲ။စားဖို့တည်းများဟင်းတွေထဲမှာအကောင်းဆုံးပဲ။ငါချွေးမှချက်တဲ့ဟင်းဟာအရင်အရသာရှိရဲ့လေ။ဟိုတရားလူတောင်သူ့လက်ရောင်စားချင်လို့တကူးတကချက်ဖို့ပေးနေရတာ။သမီးစားချက်မပူနဲ့နော်။ အိမ်လေးချင်းတွင်စားဖို့ပါအန်ဒီယာချွေးမလေးကိုချက်ခန်းလိုက်မယ်မိသားစုအတွက်တည်းမကအောင်သစိမ်းတွေအတွက်ပါချက်ပေးရမယ်ဟုတ်လားငါတော့တီဝွကျွေးရနေအမြန်လွတ်မကိုဖြစ်မယ်မကြီးမြမြဟင်းလာချပါရောကျွန်တော်တို့ဗိုက်စာနေပြီသူတို့စိတ်သားဟင်းစားတာကြိုက်တာနဲ့ငါမှအကုန်လုံးတွေ့နေနေညညတီဟင်းကိုပဲချက်ပေးနေရတယ်နင်းနီဟာအားလုံးစားဖို့စိတ်သားချက်နေတော့မှာပဲ တမိချက်တဲ့စိတ်သားဟင်ဟာရန်အရသာကောင်းတာပဲဆိုတော့အင်းဒီနာချင်းတွေစားဖို့ပါမြန်မြန်လေးချက်လိုက်ပါဦးအိမ်သားတွေအတွက်ပါချက်ရရုံနဲ့မကအောင်ပေးလူတွေအတွက်ပါချက်ပေးရမယ်ပေါ့လေဥမြကချွေးမဖြစ်တဲ့နင်းနီကိုအတင်းအကျပ်ဟင်းချက်ခိုင်းပါတယ်အဲ့လိုနဲ့ပဲနင်းနီဟာဘသူမှသူချက်တဲ့ဟင်းကိုမစားအောင်လို့ကြံစီပါတော့တယ်နင်းနီမင်းဟင်းကိုဘလို့များချက်ထားတာလဲစက်လို့မစားနိုင်တော့ဘူးဟင်းနဲ့ကိုငရုတ်သီးတွေအများကြီးထည့်ထားတာလေနင်းနီဟာဟင်းနဲ့ကိုငရုတ်သီးတွေထည့်လိုက်တဲ့အတွက် ဆက်လွန်းလို့ဘယ်သူမှမစားနိုင်ကြတော့ပါဘူး။အိန္ဒိနာချင်းတွေလာတဲ့အခါမှာလေနီနီဟာဟင်းလေးကိုငရုတ်သီးတွေထည့်လိုက်ပါတယ်။ဟင်းလေးကိုငရုတ်သီးနေ့တိုင်းထည့်ချက်ရင်နောက်ဆိုဘယ်သူမှစားကြမှာမဟုတ်တော့ဘူး။ရပောင်းမြောက်စွာကြာပြီးတဲ့နောက်မှာလေနီနီဟာအကုန်လုံးစားမဲ့ဟင်းလေးကိုငရုတ်သီးမုံတွေထည့်မြေးပါပဲ။ချွေးမချက်တဲ့ဟင်းကိုနေ့တိုင်းစားရတာကလေတော်တော်ဆက်နေတယ်။မကြီးဘာလို့မြဟင်းတွေကိုငရုတ်သီးတွေထည့်နေရတာလဲ။အိန်းနီချင်းတွေစားဖို့အတွက်ပါဘာလို့ငရုတ်သီးတွေထည့်ရတာလဲ နေနီဟာသူ့နေ့တိုင်းစိတ်တိုင်းကိုပဲချက်နေရတဲ့အတွက်ညင်းငွေကြောင်ပောက်ကွေးတန်တွေနဲ့အတူအားလုံးကိုပြောပြလိုက်ပြီးအဆက်ပြေအောင်နောင်းနှုတ်တစ်ခွက်စီပေးခဲ့ပါတယ်ဒီလိုနဲ့ပဲနေနီဟာစိတ်ဆိုးတဲ့အတွက်ငရုတ်သီးထဲတာကိုတည်ပြီးတဲ့နောက်မှာအိမ်သားတွေကတခြားစားကြရီကိုပဲပြောင်းစားလိုက်ကြပါတယ်ဒီနေ့တော့စိတ်သားဟင်းမဟုတ်ပဲတခြားဟာပြောင်းစားနေကြပါလားဟင်းချက်ပေးရမလားမလောက်ပါနဲ့ချွေးမရဲ့သမီးကိုနေ့တိုင်းချက်ခိုင်းနေလို့ဒီလိုအထိပ်ပါဖြစ်သွားရတာလေတခြားဟာပဲစားပါမယ် နောက်ဆိုဟင်းတမျိုးတည်းကိုပဲပင်မအောင်မချခိုင်းမယ်အစုံစားပါမယ်ကွာဒီလိုနဲ့ပဲနင်းနီဟာမိသားစုဝင်တွေအတွက်ကျမ်းမာရေးနဲ့ညှဉ်းညွတ်တဲ့စားစရာတွေကိုနေ့တိုင်းချက်ပြုတ်ပေးပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်